ားပါရှင်အခုတင်ဆက်ပေးမှာကတော့ Sally City စီစဉ်မဲ့ဖြစ်ပါတယ်ဒီစီစဉ်ကိုကျမကျူချမ်းကတာဝန်ယူတင်ဆက်ပေးသွားမှာပါဒီတစ်ခါမှာတော့ April 16ရက်နေ့မှာရုံတင်ပြသခဲ့တဲ့ Cancer Chapter 2 Tiara အဖို့ဝင်ဟောင်းဆိုင်းငံ့ထောင်တန်းချမှတ်ခံရစစ်သူတွေမဟုတ်ပဲရင်းနှီးတဲ့လှုပ်ဖို့ကင်ပတ်တာဖြစ်ကြောင်းပြောခဲ့တဲ့ Damon ဒုတိယကြိမ်မြောက် Women of the Year ဆုရရှိသွားမဲ့ Selena Gomez ရဲကူရေးစတင်နေပြီဖြစ်တဲ့ Anola Home 3မင်္ဂလာပွဲကိုဖျက်သိမ်းလိုက်ပြီဖြစ်တဲ့မင်းသမီးစစ်နေဆွေနီ GL series ဖြစ်တဲ့ Love Design မှာပါဝင်ထားတဲ့ခို Super Sara အစရှိတဲ့စိတ်ဝင်စားဖွယ်တဲ့တင်တွေပါဝင်သွားမှာပါမင်းသားအရှိကူမှာအတိတ်ကပါဝင်ထားတဲ့ Cassery Chapter 2ရုပ်ရှင်ကို April 16ရက်နေ့မှာရှုံတင်ပြသသွားမှာဖြစ်ပါတယ်။ Cassery Chapter 2ဇာတ်ကားဟာတရားရုံးပြဇာတ်ဇာတ်ကားအမျိုးအစားဖြစ်ပြီးအရှိကူမနဲ့အတူ ရမဟေဗန်နဲ့မင်းသမီးအနန်ညာတို့ကပါဝင်တရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ Kesari 2 Zaga ဟာ The Case That Shocked The Empire ဆိုတဲ့စာအုပ်ကိုအခြေခံပြီးတော့ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ Kesari 2အထူးပွဲကိုတော့ Bollywood အနုပညာရှင်များစွာတက်ရောက်ခဲ့ကြပါတယ်။ Kesari Chapter 2ရုပ်ရှင်ဟာရုံတင်ပြသပြီး၄ရက်အတွင်းမှာကမ္ဘာတဝှမ်းမှာရှိတဲ့ box office က rupee 55ကတိထိရရှိထားပြီးတော့ပြည်သက်အားပေးမှုကိုရရှိနေတာဖြစ်ပါတယ်။ ထေရဖွဲ့ဝင်ဟောင်းအာရီယန်ဟာဧပြီလ16ရက်နေ့မှာတရားရုံးဆိုင်ငံ့ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်အရီယန်ဟာ2023နှစ်ဝက်လောက်မှာသူ့မှာပုံကိုရေးပြဿနာတွေရှိနေလို့ပါဆိုပြီးတော့အသိမိတ်ဆွေတချို့နဲ့ရင်းနှီးတဲ့ပြည်သက်တချို့စီကနေစုစုပေါင်းကိုရီးယားဝမ်32တန်ချေယူခဲ့ပြီးပြန်မဆက်တာကြောင့်လိမ်လည်မှုနဲ့အမိတ်ချခံနေရတာပါထောင်ဒဏ်6လချမှတ်ခဲ့ပေမဲ့ဆိုင်းငံ့ထောင်ဒဏ်ဖြစ်ပြီးတော့နှစ်နှစ်စောင့်ကြည့်မှဖြစ်ကာအဲ့ဒီနှစ်နှစ်အတွင်းငွေပြီးတော့ငွေတွေကိုပြန်ပြီးတော့ဆက်ရမှဖြစ်ပြီးနောက်ထပ်အမှုတစ်ခုထပ်ဖြစ်လို့မရပါဘူး ဖြစ်ရင်တော့နောက်တက်မှုနဲ့ပေါင်းပြီးတော့ပြစ်ဒဏ်ကျခံရမှာပါ Aryan ဟာအရင်ကလည်းကလေးတငယ်စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်မှုနဲ့ခင်မွန်းတဲ့ကိုအတရေဖြတ်မှုတွေကြောင့်ဆိုင်းငံ့ထောင်ဒဏ်ကျခံခဲ့ရပူပါသေးတယ်ရှင် က်တလော့ထွက်ခဲ့တဲ့ရှင်းနှစ်အဖွဲ့ဝင်တဲမင်းနဲ့ဒန်ဆာနိုဂျီဟေရိုဟာလက်ချိတ်ပြီးတော့ဒိတ်ထွက်နေတဲ့ပုံတွေထွက်လာပြီးတဲ့နောက်မှာတဲမင်းရဲ့အေဂျင်စီ BBM ကနေပြီးတော့သူတို့နှစ်ယောက်ဟာအမှုပညာအလုပ်တွေကိုအတူတူလုပ်ကင်ခဲ့ကြတဲ့ရင်းနှီးတဲ့လှုပ်ဖော်ကင်ဘတ်တွေပါဒါကြောင့်လွန်ကျတဲ့စိတ်ကူးရှင်မှုတွေနဲ့ဆက်ဆံရေးကိုပုံမဖော်ပါနဲ့။တမင်းကတောက်လျှောက်အလုံများနေလို့အခုလိုဖြစ်ရမှန်ကိုမေးဖို့အချိန်နောက်ကျသွားခဲ့တာပါလို့ကြေညာခဲ့ပါဗျ။ ဒါပေမဲ့တိုင်းမင်းနဲ့နိုဂျီဟီရိုဟာအရင်ကတည်းကကေကဖန်တွေအကြောင်းမှာချစ်သူတွေဖြစ်နေတဲ့ဆိုပြီးတော့သတင်းတွေထွက်နေတာဖြစ်ပြီးနိုဂျီဟီက SM Entertainment ရဲ့အဆိုတော်အဖြစ်နဲ့လည်းလူပညာအလုပ်တွေလုပ်နေသလို2023မှာလည်းတိုင်းမင်းရဲ့ back dancer အဖြစ်လုပ်ခဲ့တယ်လို့သိရပါဗျ။ဘီလ်ဘော့ကကျင်းပသွားမဲ့ Latin Women in Music Event မှာ Selena Gomez က Women of the Year ဂုဏ်ပြုဆုချီးမြှင့်ခံရမှာပဲဖြစ်ပါတယ်။ Latin Women in Music ဆိုတဲ့အတိုင်း Latin အမျိုးသမီးအဆိုတော်တွေအတွက်တည်ထောင်ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားပဲဖြစ်ပါတယ်။ Selena Gomez ဟာ Mexican သွေးနှောတဲ့ Latin America တယောက်ဖြစ်ပြီးတော့2023သုံးက Spain ဘာသာစကားနဲ့ River Lexion လို့နာမည်ရတဲ့ album တစ်ချက်ကိုတခြား Latin artist တွေနဲ့ collaborate လုပ်ပြီးတော့ထွက်ရှိခဲ့မှုပါတယ်။အခုနဲ့ထွက်ရှိထားတဲ့ I said I love you first album တဲ့ကတခြင်းထဲမှာလဲ Latin လို့တည်ဆိုထားတာပါပါတယ်။ ဆလီနာဂိုမတ်က Women of the Year ဂုဏ်ပြုဆုကိုပြီးခဲ့တဲ့2019တုန်းကလည်း Women in Music Event မှာရရှိခဲ့ပူပါတယ်2019တုန်းကရရှိခဲ့တာကတော့ Latin Female Artist တွေတဲ့ကတည်းမဟုတ်ပဲအမျိုးသမီးအစိုးရအားလုံးထဲမှာမှရွေးချယ်ဂုဏ်ပြုခံခဲ့ရတာဖြစ်ပါတယ်။ဒီနှစ် Billboard Latin in Women Music မှာ Women of the Year ဆုဟာ Selena Gomez အတွက်ဒုတိယမြောက် Women of the Year ဆုပဲဖြစ်ပါတယ်။ ။ Anola Homes 3ရုပ်ရှင်ကိုတော့အခုဆိုရင် UK မှာစတင်ရှိုက်ကူးနေပြီဖြစ်ပါတယ်။ Marley Bobby Brown, Henry Cavill, Lubex Patridge နဲ့တခြားသရုပ်ဆောင်ပေါင်းများစွာပါဝင်မှာဖြစ်ပါတယ်။ Anola Holmes 3ကိုတော့ Felix Bradney ကရိုက်ကူးသွားမှာဖြစ်ပြီးတော့အရင် director Harry Bradbury ကစီကနေလွှဲပြောင်းယူပြီးရိုက်ကူးမှာဖြစ်ပါတယ်။ဇန်ညွန့်ကိုတော့အရင်နှစ်ကားစလုံးကိုတာဝန်ယူထားခဲ့တဲ့ Jack Throne ကပဲတာဝန်ယူရေးသားသွားမှာဖြစ်ပါတယ်။ အခုဇလန်ကလည်း The Anola Homes Mystery ဇာအုပ်ကိုအခြေခံထားမှဖြစ်ပြီးတော့ Sherlock Holmes ရဲ့ဆယ်ကျော်သက်ညီမဖြစ်သူရဲ့စွန်စားခန်းတွေကိုကြည့်ရမှာပဲဖြစ်ပါတယ်။တတိယမြောက်ရောက်ရှင်ကတော့ Anola Homes တယောက် Meldasi ကိုစွန်စားခန်းထွက်လာပြီးတော့ Personal နဲ့ Professional Relation ထွေးပြီးတော့သူမရင်ရင်ဆိုင်ဘူးတမျှထဲမှာအရှုပ်ထွေးဆုံးတဲ့အနေရဲ့အများဆုံးအမှုတစ်ခုကိုဖြည့်ရှင်ရမှာဖြစ်ပါတယ်။ Anola Holmes ရုပ်ရှင်ဟာ Netflix ရဲ့အောင်မြင်မှုရရှိတဲ့ထိတ်တန့်ရုပ်ရှင်တွေကတကားဖြစ်ပြီး Anola Holmes 2ကို2022နှောင်းပိုင်းမှာနိုင်ငံပေါင်း63နိုင်ငံမှာနိုင်ရီပေါင်း68သန်းကျော်ထုတ်လွှင့်ကြည့်ရှုခံရပြီးတော့ကမ္ဘာလုံးဆိုင်ရာအပတ်စဉ်ကြည့်ရှုမှုထိတ်ဆုံးနေရာကိုရောက်ခဲ့ပါတယ်ဒုတိယရုပ်ရှင်ကတော့ Melly Bobbin Brown ဟာအဓိကဈာဆောင်အတွက်ဒေါ်လာ10သန်းလစာရရှိခဲ့ပြီးတော့အသက်20အောက်တရုတ်ဆောင်တစ်ယောက်အတွက်အမြင့်ဆုံးလစာကိုရရှိခဲ့ပါတယ်။ ။ Anula Homes 3ကိုထုတ်လွှင့်ပြသမယ့်ရက်ကိုတော့ကြေညာထားတာမရှိသေးပါဘူးရှင်။စစ်နေဆွေနေတယောက်ဆိတ်ဆက်ထားတဲ့ဂျိုနသန်ဒက်ဗီနိုနဲ့မင်္ဂလာပွဲကိုဖျက်သိမ်းလိုက်ပါပြီ။ USB ကလေးဟာစစ်နေဆွေနေတို့ဆုံရွယ်ကြပြဿနာတွေဖြစ်နေကြောင်းရေးသားဖော်ပြခဲ့ပြီးတော့ People Magazine ကိုလည်းစစ်နေဆွေနေရဲ့အသစ်တယောက်ကသူတို့ဆက်ဆံရေးအဆင်မပြေဖြစ်နေတာကြားပြီးလို့ဖွင့်ဟထားပါတယ်။ ။ဒါ့အပြင်နှစ်ယောက်သားပြက်စဲစေဖို့ဆွေနေကိုဆုံးဖြတ်စေခဲ့တာကတော့သူ့ရဲ့မင်္ဂလာဆောင်မှုကိစ္စဖြစ်ပြီးအိမ်အောင်ပြုတ်ဖို့ကိုဆွေနေကမလိုချင်ခဲ့တာကြောင့်ဖြစ်တယ်လို့သိရပါဗျ။ဒါဗီနိုနဲ့ဆွေနေတို့ကပြီးခဲ့တဲ့2018ကတည်းကတွဲခဲ့ကြတာဖြစ်ပြီး2022မှာစေစပ်ခဲ့ကြတာပါ။ဆက်သွယ်နယ်လမ်းကွဲလိုက်ပြီးမဲ့ဆွေနေဘက်ကတော့အနေသားတကြနဲ့ project တွေအပေါ်ပဲအာရုံစိုက်နေတယ်လို့သိရပါတယ်။လက်ရှိမှာတော့ဆွေနေက Euphoria Final Season နဲ့2025မှာထွက်မဲ့ The Housemate ရုပ်ရှင်အတွက်ပြင်ဆင်နေပါတယ်ရှင်။ မင်းသမီးချောလေးခေါင်စူပါဆရာဟာလက်ရှိထုတ်လွှင့်နေတဲ့ drama Rabbit on the Moon မှာမင်းသား Bright Nora Fennel လဲ chemistry မိမိပါဝင်ထားပြီးတော့ပြည်သက်အချက်ကိုထပ်မံရရှိထားပါတယ်။မကြာခင်မှာမင်းသမီးခေါင်ရဲ့ love design မှာဇနီးရံနဲ့အတွဲညင်ညင်ထပ်မံတွေ့ရှိအောင်မှာဖြစ်ပါတယ်။ ဆောင်ဂရမခေါကကိုရီးယားကိုခရီးတွက်ရင်ဂျနီးယက်လေးကလည်းကိုရီးယားကိုအလုပ်ကိစ္စနဲ့ရောက်နေတော့ဒိတ်ခဲ့ကြတာကြောင့်ပရိသတ်တွေက Love Design အတွက် promote လုပ်နေတာလားဆိုပြီးတော့စာနောက်ခဲ့ကြပါတယ်။ Jill Series ဖြစ်တဲ့ Love Design Series ကိုတော့2025အတွက်မှာထုတ်လွှင့်ပြသသွားမှာဖြစ်ပြီးအပိုင်းကိုပိုင်းပါဝင်မှာဖြစ်ပါတယ်။တပတ်တွင်းဥပညာသတင်းတွေကိုကျမကျူချမ်းကတင်ဆက်ပေးခဲ့တာပါဒီတစ်ပတ် Sally City အစီအစဉ်ကတော့ဒီလောက်နဲ့ပဲရှင်းလိုက်ပါရစေ။ပရိသတ်တွေအားလုံးပျော်ရွှင်စေရအချိန်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။